ရုရှားကယူကရိန်းနဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုတွေအတွက်တောင်းဆိုချက်တွေကိုအရှုံးမပေးဘဲ ယူကရိန်းကိုဒုံးကြီးများဒရုန်းများနဲ့ဆက်လက်တိုက်ခိုက်နေခြင်းကရုရှားသမ္မတပူတင်ရဲ့တင်းမာရေးသဘောထားကိုပြတ်တားရောက်နေတယ်လို့ AP ကဖော်ပြခဲ့ပါတယ်။လက်ရှိအခြေအနေတွေအရပူတင်က၎င်းရဲ့တောင်းဆိုချက်များတမတ်ချက်များကိုယူကရိန်းဘက်ကလက်မခံမခြင်းယူကရိန်းအားဆက်လက်တိုက်ခိုက်မယ်ဆိုတဲ့သဘောထားကိုကဘာအတိအောင်ပြတ်တားနေခြင်းဖြစ်တယ်လို့ကြွမ်းကျင်သူများသုံးသပ်ခဲ့ပါတယ်။တချိန်တည်းမှာပဲပူတင်ကအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ထိတ်တိုက်မတွေ့ပဲထရန့်ရဲ့တတမန်အားထုတ်မှုတွေကိုချီးကျူးခဲ့ပြီးရုရှားဘက်ကငြင်းငြင်းရေးဆွေးနွေးမှုတွေအတွက်လမ်းဖွင့်ထားကြောင်းကြေညာခဲ့ပ ပါတယ်။၃နှစ်ကြာဖြစ်ပွားနေတဲ့ရုရှား-ယူကရိန်းစစ်ပွဲကို24နာရီအတွင်းအဆုံးသတ်ပေးမယ်လို့ခရီးပေးခဲ့ဦးတဲ့ထရန်ကရုရှားကိုဖယ်ချင်ထားတဲ့အမေရိကန်ရဲ့မူဝါဒကိုအဆုံးသတ်ခဲ့ပြီးပူတင်ယူကရိန်းသမ္မတဇာလန်စကီယိုနဲ့တီးတန့်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲထရန်ကပူတင်ဟာမိမိကိုလာဆနေကြောင်းသတိပေးခဲ့တယ်လို့အမေရိကန်ရဲ့ငြိမ်းချမ်းရေးအစိုးပြုချက်များအောင်မြင်ခြင်းမရှိပါကရုရှားကိုပိတ်ဆို့မှုတွေလုပ်မယ်လို့ချိန်ချောက်ခဲ့ပါတယ်။မကြသေးမီရပ်ပိုင်းကလည်းထရန့်ကပူတင်ကို ်စစ်ရှိသီးခံမှုကိုဆုံးချောင်းပြသတဲ့အနေနဲ့ပူတင်ကယူကရိန်းကိုလေကြောင်းတိုက်ခိုက်မှုတွေအရှိန်မြင့်တင်နေတဲ့အတွက်ယူသွတ်သွားပြီဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။မော်စကိုအခြေစားကျွမ်းကျင်သူတို့ဦးဖြစ်တဲ့ဖီယိုဒေါ်လူဂျာနော့ဖ်ကပူတင်ဟာထရန့်နဲ့စိတ်ဓာတ်ဆက်စင်ရင်ဆင်နွှဲနေကြောင်းပူတင်နဲ့ထရန့်တို့ဟာတယောက်ကြောင်းတယောက်ကကောင်းစွာတည်ထားသူတွေဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။အမေရိကန်ကပဋိပက္ခအပေါ်စိတ်ဝင်စားမှုနည်းပါးပြီးမြန်ဖြည့်ရှင်းရင်သာဆန္ဒရှိနေတယ်လို့ပူတင်ကယူဆထားကြောင်း လူဂျာနော့ဖ်ကပြောပါရယ် ဒါပေမဲ့လည်းရုရှားအတွက်ကအဲ့ဒီပဋိပက္ခဟာအလွန်ရေးကြီးတဲ့အတွက်အဲ့ဒီကိစ္စကိုစိတ်ဝင်စားမှုနည်းပါတဲ့အမေရိကန်ဘက်ကနောက်ဆုံးမှအလျှော့ပေးရလိမ့်မယ်လို့ပူတင်ကတွေးထင်ထားကြောင်းလူဂျာနော့ဖ်ကသုံးသပ်ခဲ့ပါတယ်။ယူကရိန်းရဲ့ဥရောပမဟာမိတ်များကအပြစ်ခတ်ရစဲကြီးကိုလက်ခံမှုရုရှားကိုဖိအားပေးတဲ့အနေနဲ့ပိတ်ဆို့မှုတွေကိုတိုးမြှင့်ချမှတ်ဖို့ခရန့်ကိုတိုက်တွန်းလျက်ရှိပါတယ်။